ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာအလကားနေရင်းနဲ့စစ်တပ်ဆန့်ကျင်ရေးနဲ့အမုန်းတရားများကြောင့်နိုင်ငံဟာခြားလက်ပတ်ရမ်းနေတယ်လို့ကျန်းဖို့ပါတီဥက္ကဋ္ဌခင်အီကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ၂ရက်နေ့မှာရန်ကုန်မြို့မှာစစ်တပ်ထောက်ခံတဲ့ဘောမတေးဥဆောင်များလူရှင်တော်များအပါအဝင်ရုပ်ရှင်အတိုင်းဝိုင်းနဲ့တွေ့ဆုံတဲ့အချိန်မှာကျန်းဖို့ခင်အီကအခုလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ကျန်းဖို့ခင်အီက၎င်းစစ်သားဖြစ်ခဲ့တဲ့အချိန်ကရှေ့တန်းထွက်နေရပြီးတော့ပြန်လာတဲ့အချိန်မှာသားသမီးများကသူ့ကိုမမှန်မိကြောင်း ိုက်ပွဲမှာ82နှစ်နာရီကြာအောင်တိုက်ခိုက်ခဲ့ရပြီးတော့သူ့ကိုတနက်16ချက်မှန်ခဲ့ပြီးတော့ဂျီနှတောင်းဟာလက်ရှိအချိန်ထိဘိုက်ထဲမှာကြံနေကြောင်းခွဲစိတ်လို့မရကြောင်းသူ့ဘဝဟာရုပ်ရှင်ရိုက်လို့ရကြောင်းဒါပေမဲ့ပြည်သူတွေကအလကားနေနဲ့တမတော်ကိုမုန်တီးဆန့်ကျင်နေကြကြောင်းပြောဆိုခဲ့ပါတယ်။စော်ကားမို့ကဒီလိုကဲကျွန်တော်တို့လူလူကလည်းရှိခဲ့တာပဲ။ကျွန်တော်တနက်16ချက်မှန်တာလေနော်။16ချက်မှန်တာလေ။ကျွန်တော်ဘိုက်ကြီးကပူဂျင်းနဲ့ပူနေတာမဟုတ်ဘူး။ကျွန်တော်ဘိုက်ထဲမှာခြေစံ2000ရှိတယ်။ ဖွဲ့လို့မရဘူးကျွန်တော်82နာရီတိုက်ပွဲဖြစ်တာကျွန်တော်တည်စင်းမှာလေးလာခွင့်နေရတယ်ပြော့ပြရတာเนาะပြော့ပြရတာအလကားနေနဲ့အတမတော်စမ်းကျင်နေတဲ့အမုန်းတရားနေနဲ့နိုင်ငံကြီးကကျွန်တော်နိုင်ငံခြားလပိုင်ရနေတယ်ဒါကြီးရနေလွတ်မြောက်ပြီးတော့ကျွန်တော်တို့ကဘာတစ်တခုဘွားတစ်တခုအနာဂတ်တစ်တခုဖန်တီးဖို့ကျင်တာရောက်ကိုရောက်နေပြီလား ကျန်းဖို့ခင်းရင်နဲ့မကြာခဏဆိုးတလို့တွေးဆောင်နေတဲ့တွေးဆောင်ပွဲများမှာရွှေတန်းစင်ဝင်းမော်တရုတ်ဆောင်မိတန်းတို့အစိုးရချင်းတွေနဲ့လူရှင်တော်အုံဒီအစိုးရစုတေးအပါအဝင်စစ်ခွေးဘတ်တော်သားရုပ်ရှင်ဝိုင်းတော်သားများအများရန်ပါဝင်လေးရှိတယ်လို့သိရပါဗျ။မနေ့ကအော်တိုဘားလ9ရက်နေ့မှာလဲကျန်းဖို့ခင်းကြီးကဝင်းကိုကိုလန်ဒေါခင်ဝိုင်းကြီးအပါအဝင်မဘာတာဘာသာရေးအစွန်းရောက်များနဲ့အမျိုးသားရေးအစွန်းရောက်အောက်တန်းစားများကိုပါရန်ကုန်မြို့ကျန်းဖို့ပါတီရုံးမှာထပ်မံတွေးဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။